ကြီးမားတဲ့เจ้าแม่ဖွဲ့ကောင်းတော့အောင်မြင်းငလျင်ကြီးတုံလှုပ်သွားတာဘာကြောင့်လဲဘာအကြောင်းများရှိလို့ပါလဲလို့အကြောင်းတရားကိုသိခြင်းလို့မြင်ပြန်အေးတဘာဝအားဖြင့်လောကဒီကနေ့ထီအောင်မြင်းငလျင်တုံလှုပ်တယ်ဆိုတာရှိတာကြီးဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့မြတ်စွာဘုရားကရှန္ဒနာရဲ့မိကုံးကို အေးစင်းစင်းပဲဖြေကြတယ်အနန္တငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်အဲ့ဒီထဲကအကြောင်း၁မျိုးမျိုးကြောင့်လှုပ်ထတာဖြစ်တယ်ပေါ့သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်အေးခုခေတ်ဒီကြတော့အမျိုးမျိုးဖြေထုတ်ကြမှာပေါ့ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးဖြေထုတ်တယ်ရသဗျာကငရင်လှုပ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာ၈မျိုးရှိတယ် ။ဘာကြောင့်ငရင်နှုတ်တယ်ဆိုတာအဲ့ဒီနေရာမှာရှင်အနန္ဒာကို မြတ်စွာဘုရားကရှင်းပြတယ်။အထခောအနန္ဒဟေတုမဟာတောဘူမိသလတပါတုဘာဝါယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာအကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတဲကတမျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားကရှင်းပြတဲ့အခါမှာ တဘာဝအကြောင်းတစ်ခုကိုရှင်းဦးစွာရှင်းပြတယ်။တဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကိုပထမရှင်းဦးစွာမြတ်စွာဘုရားရှင်းပြတယ်။အယံမဟာပထဝီဥဒေကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်။နော်။ကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပါ ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်တူးကြတယ်လေအဝိဇ္ဇီတွင်နေတူးတယ်ဆိုရေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံနေနဲ့ကြီးလိုက်မယ်ဆိုရင်ဒီကမ္ဘာမြေကြီးဆိုတာအတ်ပလန်နက်ခေါ်တာကမ္ဘာကျော်လို့အဲ့ဒီကမ္ဘာကျော်ကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ယံကမြင်းနေရတဲ့လာကြီးလိုပဲ အဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံသဏ္ဍာန်ပဲမြင်ရ။အရင်ကလားဒီကနေ့28ရက်နေ့3လ2025ခုနှစ်တောက်ကြနေ့မန္တလေးမဇိုရင်တိုက်ဓမ္မလက္ခိတာကျောင်းဆောင် ပြိုကျတဲ့မြင်ကွင်းဖြစ်ပါတယ်ဒီနေ့မှာ in a 7.7လောက်ပြင်းထန်တဲ့ငလင်လုံးကိုကြောင့်မြန်မာနိုင်ငံမှာအများအပြားပျက်စီးနေတာရှိတယ်။အားလုံးပေးကင်းကြပါစေနော်။အနိုင်ဘဲဟန်ကျောင်းဓမ္မရခိတတึกမဆိုးရင်ကိုန်နခမန္တရမဆိုးရင်တိုက်တိဓမ္မရခိတကျောင်းဆောင်ငါထကျောင်းဆောင် ြိုကျတဲ့မြင်ကွင်းဖြစ်ပါတယ်အားလုံးပေးကင်းကြပါစေမန္တလေးမှာလည်းအများကြီးပျက်စီးတယ်မထားနဲ့မထား

phận phê bên đấy thì nể thế là bám chiếc vô bám chiếc vô mà ăn luôn chi